အခုဗီဒီယိုမှာဆက်ပြီးတော့ M4 grammar ရဲ့အခန်း29ရဲ့ grammar လုံးလေးတွေကိုဆက်ပြီးတော့ကြည့်ပါမယ်။ဒါဆိုရင်ကြည့်လိုက်ရအောင်။အခုအခန်း29မှာဆိုရင်ကိုရီဘာဖောင်ပြောင်းနေထပ်တိုးလာပြီလေဆိုတော့ ka no ke လို့ခေါ်တဲ့ can ဖောင်ပြောင်းနေတမျိုးထပ်ပြီးတော့တိုးလာမယ်။ဒါလေးကိုမှတ်ထားပါ။ ka no ke လို့ခေါ်တဲ့ can ဖောင်ပြောင်းနေပါ။ can ဖောင်ပြောင်းနေကဘာကိုခေါ်တာလဲဆိုရင် လုံနိုင်နေတက်နိုင်နေလို့ခေါ်တဲ့ကိုယ့်ရဲ့အည်အချင်းတွေကိုထုတ်ဖော်ပြီးတော့ ော့ပြောချင်ရင်ခနိုးခဲလို့ခေါ်တယ်ဒီခန်ဖောင်ပြောင်းနေတုံးပြီးတော့ပြောလို့ရပါတယ်အဲ့တော့ဖောင်တမျိုးမျိုးပြောင်းပြီဆိုရင်ကိုယ်ဒီမှတ်ထားတဲ့အတိုင်းပဲဂရု1 2 3ဆိုပြီးတော့အုပ်စု၃စုရှိတယ်နော်အခုပထမအဦးဆုံးဂရု1အုပ်စု1ကိုအရင်ဆုံးကြည့်ပါမယ်အဲ့တော့ဂရု1အုပ်စုတွေကဘလူးစကလုံးတွေကအုပ်စု1ထဲကိုဝင်လာလေမဆက်အရှိမအီလိုင်းနဲ့ပတ်သက်တဲ့စကလုံးတွေရှိတယ်ဆိုရင်ဒါကအုပ်စု1ဂရု1အုပ်စုထဲကိုဝင်ပြီးသားအဲ့ တော့အဲ့ဒီအုပ်စုတစ်ကိုပြောင်းတဲ့အခါကျရင်အခုမှပန်းမတ်စနေဆုံးတဲ့စကလုံးကြီးချက်ထားတာဖြစ်တဲ့အတွက်မတ်ကိုဖြုတ်ပါ E line ကနေ A line ကို ပြောင်းပါမယ်ပြီးရင် mass လေးကိုပေါင်းပေးပါမယ်ဒါက group 1အုပ်စုပြောင်းပုံလေးပါနော်အဲ့တော့အုပ်မှာဆိုရင်ကြည်ပါခ E mass ဆိုတဲ့ where ဒီဆိုရင် mass ရဲ့အရှိမ E line ကစကလုံးဖြစ်တဲ့အတွက် E ကို A line ပြောင်းတယ် mass ကတည်းအတွက်ခ A mass လို့ခေါ်တယ်ဝေနိုင်တယ်ဒါမှမဟုတ်ဝေမြူနိုင်တယ်လို့ခေါ်တယ်စကလုံးလေးရလာတယ် နောက်တစ်ခုက ikki must တော်သည်အဲ့ဒါကို ki ဖြစ်တဲ့အတွက် airline ပြောင်းရင် k အနောက်မှာ must ကတဲ့အတွက် ikki must တော်နိုင်တယ်ဆိုရဲအစကလုံးလေးဖြစ်သွားတယ်ဒါကအုတ်စုတရဲ့ခနိုခေဖောင်ပြောင်းပုံနီးလေးအုတ်စုတကိုပြောင်းမယ်ဆိုရင်ဘာလုပ်မလဲ အီလိုင်းကနေအိလိုင်းပြောင်းမယ်မတ်စ်ကိုပေါင်းပေးတယ်အဲအုတ်ဆုနှစ်ပြောင်းပုံ ကြည့်မယ်အုတ်ဆုနှစ်မှာကလွယ်လွယ်လေးပဲမတ်စ်ကို ဖြုတ်မယ်ရာရဲမတ်စ်လေးကပ်ပေးမယ်အဲအဲ့တော့ဂရူတူအုတ်ဆုထဲမှာဆိုရင် ဥပမာတာဘဲမတ်စားတီဆိုရင်မတ်စ်ဖြုတ်မယ်တာဘဲရာရဲမတ်စားနိုင်တယ်ဆိုရဲအသုံးလုံးလေးဖြစ်မယ်နောက်တစ်ခုကနဲမတ်စ်အိတ်တာ အဲ့တော့ mask ကိုဖြုတ်မယ်နေသားရဲ့ mask အိတ်နိုင်နေဆိုရဲစကလုံးလေးဖြစ်သွားတယ်ဒါကအုတ်ဆွနှစ်ရဲ့ခနုခဲဖောင်ပြောင်းမုံနီးလေး mask ကိုဖြုတ် raw ရဲ့ mask လေးကပ်ပြီးတော့ပြောပြီးလိုက်ရုံပဲအဲ့တော့ crew 3အုတ်စု3ကတော့အလွတ်ချက်မယ် ခင်မဆွေခိုးရရမစလာနိုင်တဲ့လာတက်တဲ့ရှီမစလုတ်တီဆိုရင်ဒေကီမစလုံနိုင်တဲ့လုတ်တက်တယ်ဆိုရဲအုပ်စုသုံးလေးတော့ဒီနှစ်ခုလေးကိုအလွတ်လေးချက်ထားပြီးမယ်ပေါ့နော်အဲ့ဒါဆိုရင်အခုပြောသွားတယ်အုပ်စုတစ်နှစ်သုံးပြောင်းမုံနီးလေးကဘာဖောင်ပြောင်းနီးလေးခနိုးခဲလို့ခေါ်တဲ့ခန်ဖောင်ပြောင်းနီးပါကိုယ့်ရဲ့အရင်အချင်းတွေလုံနိုင်တဲ့လုတ်တက်တယ်ဆိုရဲခန်ဖောင်ပြောင်းနီးလေးပြောင်းမုံနီးလေးကဒီပုံစံတိုင်းနီးပြောင်းမိမှာပေါ့နော်အဲ့တော့အဲ့အလေးနဲ့ ယ်ဆက်ဆက်ပြီးတော့အောက်ကလေးမှာပတ်တန်လေးတွေဆက်ပြီးတော့ကြည့်ပါမယ်အဲမှတ်ထားရမှာကအဲ့ဒီခါနိုးခဲလို့ခေါ်တဲ့ခံဖောင်ရဲ့အရှိမပါတီကဲကားနဲ့လိုက်လေလိုက်တာရှိပါတယ်ပုံမှန်အဖြစ်လိုက်တာကိုပြောတာနော်အမြဲတမ်းလိုက်တယ်လို့မဆိုလို့ဘူးခါနိုးခဲဖောင်ပြောင်းထားတဲ့စကလုံးတွေဘတ်တီရဲ့အရှိမဆိုရင် ပါတီရဲ့ကအလိုက်များပါတယ်ဘလို့လဲဆိုရင်အောက်မှာကြည့်ကြည့် 私は橋がすかいます。すかいますらがとんていろこれ、すかいますろこれ、あとんのんご、ぴゃんないだ。အဲ့တော့ကျွန်တော်တို့ကိုတုံတက်တယ်ဆိုရယ်အရင်အချင်းကိုဖော်ပြတယ်ဗက်ကလေးဖြစ်သွားတယ် နောက်တစ်ခု私は刺身が食べられます。ကျွန်တော်刺身ကိုစားတတ်ပါတယ်။ဒါဆိုရင်စားတတ်တယ်လို့ခေါ်တဲ့ခန်ဖောင်ပြောင်းနည်းရဲ့အရှိမပါတီကေကနဲ့တွဲပြီးတော့သုံးထားတဲ့ပုံစံလေး။အဲ့တော့ကိုရီကအမြဲတက်စီတော့မဟုတ်ဘူး။ပုံမှန်အဖြစ်ခနိုခေဖောင်ပြောင်းထားတဲ့ခန်ဖောင်ပြောင်းနည်းဘတ်တီရဲ့အရှိမဆိုရင်ပါတီကေကအလိုက်များတဲ့ဆိုတာကိုသိထားရမယ်နော်။နောက်တစ်ခုကြည့်ပါမယ်။နောက်တစ်ခုကကြတော့နောင်ကဒေကီမတ်တာ။ နောင်ကဒေကီမတ်တာအဓိပ္ပာယ်ကကြတော့နောင်ကိုလုံနိုင်တယ်နောင်ကိုပြီးမြောက်တယ်လို့ပြောတာသူကကြတော့လုံနိုင်တယ်လုံတက်တယ်ပြကြရင်အရင်ကမရှိခဲ့တဲ့အရာတစ်ခုကအခုအချိန်မှာရှိပြီအခုချိန်မှာပြီးစီးသွားတယ်ပြီးမြောက်သွားတယ်ဆိုရက်အဓိပ္ပာယ်မျိုးဆောင်ပါတယ်အဲ့ဒါမျိုးဆိုရင်ကိုယ်ရေသုံးပြရမှာကနောင်ကဒေကီမတ်တာကိုသုံးပြရမယ်အဲ့တော့အောက်မှာကြည့်ကြည့် ဝါတာရှိဝတဲနီစုကဒေကီမတ်တာကျွန်တော်တဲနစ်ကို ရိုက်တက်ပါတယ်ဒါဆိုရင်တဲနီစုလို့ခေါ်တဲ့တဲနစ်ကိုရိုက်တက်တယ်ဆိုရဲအသုံးလုံးပြောချင်တဲ့အတွက်အနောက်မှာဂဒေကီမတ်တာနဲ့တွဲတုံထားတာနောက်တစ်ခုက အတာရရှိအေကတဲ့ကိမရှိတာအိမ်အစ်စ်ကိုပြီးမြောက်ခဲ့တယ်ဒါဆိုရင်အရင်တော့ကတော့အိမ်ဟောင်းလေးအခုလက်ရှိမှာအိမ်အစ်စ်ကလေးကအရင်နဲ့မတူဘဲနဲ့ပေါ်ပေါက်လာတာပြီးမြောက်ခဲ့တာပြီးစိတ်ခဲ့တာလို့အတိတ်ပဲလေးပြောခြင်းနဲ့အတူနောင်ကတဲ့ကိမရှိတာလို့ခေါ်တယ်ဒီပတ်တန်လေးသုံးပြီးတော့ပြောထားပေးတာသူကနောင်တမျိုးနဲ့ပဲတွဲပြီးတော့သုံးလို့ရတာနော်ဒါလေးရှိပါမယ်အဲ့နောက်တစ်ခုလေးဆက်ကြည့်ပါနောက်တစ်ခုကကြတော့နောင်ရှိခဘတ်မာဆန်နောင်ရဲ့အနောက်မှာရှိခ လိုက်တယ်။အဲ့အတွက်ရှ िख လိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနောက်ကဘက်ကအငင်းဘက်ပဲတွဲပြပါမယ်။ဒါကိုလုံးဝမှတ်ထားပါ။ရှ िख ပါပြီဆိုရင် အနောက်ကဘက်ကိုအငင်းဘက်နဲ့ပဲတွဲပြမယ်။အထိပယ်ကကျတော့နောင်ကလွဲပြီးမပတ်ဘူး။ဥပမာအဒါကလွဲပြီးမစားဘူး။ငါဒါကလွဲပြီးတော့မလုပ်ဘူး။တခုသေးကိုပဲဒီဇိုင်းမမှန်လုပ်တယ်။ကျန်တဲ့ဟာတွေကိုမလုံနိုင်ဘူးလို့ပြောချင်နေဆိုရင် နောင်ရှ िख ဘက်မှာဆိုင်ကိုတုံးပြမယ်။အဲ့တော့အောက်မှာဆိုရင်ကြည့်ကြည့်ပါ။ what တာရှိဝဟိရာကနာရှိခဝခါဒီမဆန်ကျွန်တော်ဟိရာကနာကလွဲပြီးနားမလဲဘူးဒါဆိုရင်သူပြောချင်တဲ့အတိတ်ပဲကဟိရာကနာပဲနားလေတယ်ဆိုရဲအတိတ်ပဲကိုပြောချင်တာဒါကိုတွေဝိုက်တော့အဖြစ်သူက နောင်ရှိခဗမာဆန်နဲ့ပြောထားပြီးတာလေနော်အဲအဲဆိုရင်မှတ်ထားမှာကရှိခပါပဲဆိုရင် အနောက်ကဘက်ကိုအငင်းဘက်ပဲတွဲပြီးတော့သုံးပြပါမယ်အဲ့တော့နောက်တစ်ခုလေးဆက်ကြည့်ပါနောက်တစ်ခုကကြတော့ Now what Batman's car နောင်ဝဘတ်မာဆန်ဒီမှာကအရှိမာက positive ဘတ်အနောက်မှာက negative ဘတ် ဲ့တော့စန့်ကျင်ဘက်စာကြောင်းနှစ်ကြောင်းရဲ့ဂျားထဲမှာကားကိုထည့်ပြီးသုံးထားတာဥပမာအရှိက positive အကြောင်းအရာဆိုရင်အနောက်မှာ negative အကြောင်းအရာဓာတ်ရိုက်တော့အချိုးမကြရဘူးသူကစန့်ကျင်ဘက်ချင်းဖြစ်ရမယ်အဲ့ဒီစန့်ကျင်ဘက်စာကြောင်းနှစ်ကြောင်းဂျားထဲမှာမှကားနဲ့လိုက်ထားတဲ့အတွက်အဲ့ဒီကားရဲ့အတိဘယ်ကပင်မဲလို့ဘာသာပြန်မယ်နောင်ကိုတော့လုတ်ပေမဲ့နောင်ကိုမလုတ်ဘူးလို့ပြောတာအဲ့တော့အောက်မှာတေချာလေးကြည့်မယ်ဆိုရင်စကားဝါရှိမစငါအပေါ်လုံးကိုကန့်ပေမဲ့ ဲ့ယာကီဝါရှိမှစမ်းဘေ့စ်ဘောတော့မလုပ်ဘူးဒါဆိုရင်အရှိကတစ်ခုကိုလုပ်တယ်ဒါပေမဲ့နောက်ကတစ်ခုကိုမလုပ်ဘူးဆိုပြီးတော့ပြောထားတာပါဈာထဲမှာကားနဲ့ဆက်ပြီးရေးထားတယ်နောက်တစ်ခုကဝါတာရှိဝဟီရာဂနာကခခဲမတ်စငါ ကျွန်တော်ကတဲ့ဟီရာကနာကိုရေးနိုင်ပေမဲ့ခန်ဂျီဝခခဲမဆန်ခန်ဂျီကိုမရေးနိုင်ဘူးဒါဆိုရင် အရှိမဟီရာကနာရေးနိုင်နေဆိုရင်ခန်ဂျီလည်းရေးနိုင်ရမယ်ဒါပေမဲ့မရေးနိုင်ဘူးလို့ခေါ်တဲ့အငင်းဘက်ကိုသွားတယ်ဘတ်ကြီးနဲ့ရေးထားတာဖြစ်တဲ့အတွက်စန့်ကျင်ဘတ်ဖြစ်ပြီးစန့်ကျင်ဘတ်စာချောင်းတွေပြောကြည့်ရင်ဈာထဲမှာဘာနဲ့ဆက် ကနဲ့ဆက်ပြီးတော့တုံးပြီးရမယ်နော်အဲဒါဆိုရင်အခုအခန်း20ခုမှာဆိုရင်တော့ဒီ grammar နှုတ်ကလေး၄ခုကိုမှတ်ရပါမယ်နော်အဲတော့အခန်း20ခုမှာဆိုရင်ကိုယ်ဒီ confirm ပြောင်းနေ cano key form အတက်ကလေးလဲပေါ်လာတာဖြစ်တဲ့အတွက်သူ့ကိုလည်းတေချာလေးအုပ်စုပြောင်းပုံပြောင်းနေလေးတေချာလေးကြည့်စီစင်ပါတယ်နော်